Hello အားလုံးမင်္ဂလာပါဗျာဒီနေ့မောက်တီတောက်စားခြင်းလို့ဆိုပြီးတော့ Thai မောက်ဖက်တောက်ကိုစဉ်းစားလိုက်ပါတယ်เนาะဒီနေ့ကျွန်တော် Thai မောက်ဖက်ကိုဘယ်လိုတောက်လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်သွားပေးဖို့တောက်ဆိုခြင်းပါတယ်เนาะဒါကတော့အရင်ဥဆုံးကျွန်တော်မောက်ဖက်ကိုအရင် ပြောပါမယ်เนาะဒါကတော့ကိုရီးယားမောက်ဖက်ပေါ့เนาะကျွန်တော်တို့မောက်ဖက်ပြောက်မယ်ဆိုရင်တလုံးတစ်ခဲနဲ့ရေနဲ့ပြစ်ချတာမဟုတ်ဘဲနဲ့ဒီလိုမျိုးဖြတ်ပေးရင်တော့ပိုကောင်းပါတယ်เนาะ မောက်ဖက်ပြောက်မယ်ဆိုရင်ကျွန်တော်ကစီဝအနေငယ်အမြဲတမ်းထည့်ပါတယ်နော်။ဘာဖြစ်လို့ဆိုတော့ तू မကတ်ရအောင်။မောက်ဖက်ပြောက်တာရပြီဆိုရင်တော့ကျွန်တော်တို့စကားတစ်ခုတည်းမှလောင်ထည့်လိုက်ပါတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်ရေကိုတေချာဆေးလိုက်ပါမယ်နော်။ရေဆေးလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့အဲ့ဒီစကားနဲ့ပဲကျွန်တော်ရေစစ်ထည့်လိုက်ပါမယ်။ ဖောက်ဖက်ကိုရေစစ်ထားတဲ့အချိန်မှာကျွန်တော်တို့ပဝင်ပစ္စည်းတွေကိုတော့ပြင်ဆင်ပါမယ်နော်။ဒါကတော့ကြက်တော်နေကိုပပားလှီထားလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ဒါကပဲတောက်ရှည်ပေါ့နော်။ကျွန်တော်ကပဲတောက်ရှည်ကိုလည်းနည်းနည်းလှီထားလိုက်ပါမယ်နော်။ပဲတောက်ရှည်ကိုကြိုက်နှစ်သက်တလို့လှီလို့ရပါတယ်နော်။ပြီးလို့ရှိရင်ဒါကတော့ငရုတ်တီဆိုင်ကိုနှစ်တောက်ထည့်လိုက်ပါတယ်။အဆအဆနဲ့ဒီလောက်ထည့်ပေါ့နော်။ ဒါကတော့ထိုင်းပင်စိုင်းပေါ့နော်ထိုင်းလူမျိုးတွေသူတို့မောက်ဖက်စားတဲ့ခါကျရင်ဒီဒီပင်စိုင်းနဲ့တွဲစားတာအရန်လိုက်ဖက်ပါတယ်နော်ဒါကတော့ငါတိတာတပူးပေါ့နော်ကျွန်တော်မိသားစုငါတိတာကိုပဲအတောင်းပြုထားပါတယ်ဒါကဆိုနာကရေစစ်ထားတဲ့မောက်ဖက်ကိုကျွန်တော်တို့တောက်မဲ့ပကံတဲကိုထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ကြက်တော်နီပပားလီထားတာကိုထည့်မယ်ပဲတောက်ရှည်ထည့်မယ်ပြီးလို့ရှိရင်တော့ငရုတ်တီးစိုင်းလီထားတာကိုလည်းထည့်လိုက်ပါမယ်နော်ဒါကတော့မောက်တီနဲ့တွဲစားတဲ့ထိုင်းပင်စိုင်းပေါ့နော် အရာဒါအတွက်ကတော့ကျွန်တော်ချုံမောက်အနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့ဒါကတင်ဘောဒီထောင်းတဲ့ငပိပေါ့နော်အနေငယ်ထည့်ပါမယ်ငါတိတာတပူးကလေးလောင်းထည့်လိုက်ပါမယ်နော်ဒါကတော့တမ်းရည်ပေါ့နော်ကျွန်တော်တမ်းရည်ဆိုရင်တော့အနာပူမှုရတယ်ပေါ့နော်အဲ့မှာမရှိတော့ရှိတဲ့ဟာနဲ့ပဲတောင်းပြလိုက်ပါတယ် တာကတော့ငရုတ်တီးမှောက်ပေါ့နော်အစကတော့ကိုစားနေကြလောက်ထဲပေါ့နော်ကျွန်တော်ကတော့အစနည်းနည်းပဲထဲပါတယ်နော်ကျွန်တော်အစသိပ်မကြိုက်လို့ပါဝင်ပစ္စည်းတွေအားလုံးထဲလို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့နေလိုက်ပါတယ်နော်ရောတမသွားအောင်နေပါမယ်အခုလိုနေနေတဲ့ချိန်မှာပင်စဲအနအရမ်းမှုနေတာပဲဒီ time မဖက်နဲ့ပင်စဲနဲ့အရမ်းလိုက်ဖက်ပါတယ်နော်ဒါကတော့ကျွန်တော်အရတာအနေငယ်ပေါ့နေလေတော့ကြောက်ကျွန်တော် အပြာရေကိုတနေ့လောင်းထည့်လိုက်ပါတယ်အရာဒါပြည့်စုံပြီဆိုရင်တော့ကျွန်တော်တို့စားမဲ့ပကံတဲမှာထည့်လိုက်ပါမယ်တငယ်ချင်းတို့ကျွန်တော်လိုမျိုးမောက်ဖက်တောက်ကြိုက်တဲ့လူရှိလားဗျာရှိရင်တော့အောက်မှာ comment မှာရေးလပ်ပေးပါနော်ကဲမင်းလေးစမရာ ျွန်တော်ရဲ့ဗီဒီယိုကိုဒီလောက်နဲ့ပဲရလိုက်တော့မယ်နော်ကျွန်တော်ဆက်စားလိုက်အသက်မဲ့ဆိုရင် like and share လေးလောက်သားပေးဖို့တောင်းဆိုချင်ပါတယ်နော် YouTube မှာလည်း subscribe မလုပ်ရသေးဘူးဆိုရင် subscribe လောက်သားပေးဖို့တောင်းဆိုချင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နော် bye bye